မြန်မာနိုင်ငံရှိလူမျိုးအလုံးကိုအာမခံကလွှမ်းခြုံနိုင်မယ် Federal Democracy ပြည်ထောင်စုကဘယ်လိုစနစ်မျိုးဖြစ်တဲ့လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအကဲခတ်တွေကြားတုံ့တက်မှုတွေရှိကြပါတယ်မြန်မာနိုင်ငံဟာလူမျိုးအခြေခံနိုင်ငံမဟုတ်ပဲပထဝီအခြေခံနိုင်ငံဖြစ်ဖို့လိုပြီးပြည်နယ်ရဲ့နာမည်ကိုလည်းလူမျိုးနာမည်မတက်ပဲပထဝီအခြေခံနာမည်တက်ဖို့လိုတယ်လို့မြန်မာတက်မတော်ဘက်ကပြောခဲ့မှုကြောင့်ငင်းကြဲလူငယ်စစ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်ဒါပေမဲ့လေတိုင်းရင်းသားအခွင့်အရေးတစ်ခုမှမရရှိတဲ့ကြားထဲမှာ တိုင်းရင်းသားနာမည်ကိုထပ်ဖြောင်းမဲ့အပေါ်တိုင်းရင်းသားတွေကလက်မခံကြကြောင်းတိုင်းရင်းသားတွေဟာအဖိနှိတ်ခံနေခြင်းကနေသူတို့လူမျိုးပျောက်ပြတ်သွားမှာကိုစိုးရိမ်နေကြခြင်းအပေါ်နိုင်ငံတော်ကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေအနေနဲ့လည်းတတိထားရမှာဖြစ်ကြောင်းလူမျိုးအခွင့်အရေးပေးပြီးမှတဆင်ချင်းလှုပ်ဆောင်ရမှာဖြစ်ကြောင်းသူကပြောပါတယ်အရင်ကဗမာပြည်ခေါ်တော့အခုမြန်မာပြည်ခေါ်မယ်မြန်မာဆိုတော့အားလုံးကိုတွန်းချုံတဲ့အဝဟာရဖြစ်တယ်ဒါကိုလေကျွန်တော်တို့အများစုကလက်မခံနိုင်ဘူးတဲ့နော် အများစုကိုလက်ခံနိုင်တဲ့နာမည်မျိုးကျွန်တော်ဝိုင်းယူရမှာပေါ့လို့ဒီပြင်ကောင်းဆောင်တွေကလည်းပြောပါတယ်ခင်ဗျာနော်အဲအဲ့တော့ကျွန်တော်တို့နိုင်ငံကို ကောင်းကျင်တယ်ဆိုလို့ရှိရင်တစ်ဖက်ကလူမျိုးကို အရေးထားနေတဲ့အခြေအနေမှာရုပ်တရက်ချက်ချင်းကျွန်တော်တို့ကပြောင်းကျင်တယ်ဆိုတော့မရဘူးဒါတစ်ဆင့်ပြီးတစ်ဆင့်သွားမယ်ကိစ္စဖြစ်ပါလေ အမေရိကန်လို Arizona ပြည်နယ်ဆို Arizona မြို့လူမျိုးဆိုတာမရှိပါဘူး Texas ပြည်မှာလည်း Texas လူမျိုးမရှိပါဘူးအဲ့လိုမျိုးဖြစ်လာဖို့ခါကျွန်တော်တို့ကအခုအချိန်ဒီမှာကျွန်တော်တစင်ပြီးတစင်သွားအောင်မှာဖြစ်တယ်ကျွန်တော်လည်းဖြစ်စီချင်တယ်ကြာအဲ့လိုမျိုးဒို့တော့လည်းပဲအခုလက်ရှိမှာလူမျိုးကအဖိမိခံနေရတဲ့ခါရောကိုလူမျိုးပြောက်မှာကိုစိုးရိမ်နေကြတာဒါကိုလည်းကျွန်တော်တို့နိုင်ငံအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကတတိထားအောင်မှာဖြစ်တယ် ငါတို့လူကျင်တာကိုချက်ချင်းလုပ်လို့မရဘူးတဆင့်ပြီးတဆင့်လုပ်အောင်မေးတဆင့်ပြီးတဆင့်လုပ်သွားမေးလူမျိုးအခွင့်အရေးတွေပေးမယ်နောက်ပေးပြီးတော့နောက်ပိုင်းမှာကြာလို့ရှိရင်လူမျိုးအခွင့်အရေးရှိလာပြီဆိုလို့ရှိရင် နောက်ပိုင်းကြာလို့ရှိရင်တော့ဟိုလူမျိုးဆိုတဲ့ကိစ္စကအရေးကြီးတဲ့ကိစ္စဖြစ်သွားမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာ လူမျိုးတွေမကောက်ဘူးလူအခွင့်အရေးဆိုတာရှိလာမှာလူအခွင့်အရေးကတော့ပုံပြမှာ အဓိကဖြစ်လာနိုင်မယ်လူအကူရင်ဖြစ်အဓိကဖြစ်လာတဲ့အချိန်မှာလူမျိုးကိစ္စကသူကတဖြည်းဖြည်းပြောက်သွားမှာပေါ့ဒီလူပဲကျွန်တော်ယုံကြည်တယ်ကျွန်တော်ယုံကြည်တယ်မှောင်းနေတော့ပေါ့အနာဂတ်မှာ Federal Net Democracy ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်မယ်လို့နောက်ဆက်ကနေ NUG တို့ကအတီးတီးပြောကြပြီးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့နိုင်ငံရေးပါတီတွေကိုစီယုံလျက်ရှိကြပေမဲ့လည်းဘလို့ပြည်ထောင်စုမျိုးတည်ဆောက်မယ်ဆိုတာကိုတော့တိတိကျကျပြောကြားခြင်းမတွေ့ရပါဘူးပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗဒိုစောက်ွယ်ထူဝင်က86နှစ်မြောက်ကောတူးလေးနှစ်မိခုံးမှာတော့လူမျိုးတွေနဲ့ပြည်သူအလုံးငြိမ်းချမ်းကောင်းမှုစွာနဲ့နေထိုင်ခြင်းကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်ရေးအတူတကွကြိုးပမ်းသွားရမယ်လို့ပြောကြားခဲ့ပါတယ်။အရင်အငြိမ်းစားသမ္မတကြီးဦးသိန်းစိန်လက်ထက်ကလေးကလူမျိုးစုတွေနဲ့အကြိမ်ကြိမ်ဆွေးနွေးပွဲတွေလုပ်ခဲ့ပြီးသဘောတူညီမှုရထားတဲ့အရာတွေရှိကြောင်းအဲဒီကနေတဆင့်ကြဲကြဲပြန့်ပြန့်တောင်းဆိုလာလို့နားလေသဘောပေါက်ကြောင်းနဲ့ ဘယ်ကိစ္စမဆိုစပွဲဝမ်းပေါ်ထိုင်ပြီးညှိနှိုင်းမယ်ဆိုတာကမရနိုင်စရာအကြောင်းမရှိဘူးလို့ရန်ကုန်စောင့်ကြည့်ဖွဲ့တည်ထောင်သူဒေါက်တာညိုညိုသိန်းက CNN သတင်းဌာနကိုပြောပါရယ်ဘာပဲဖြစ်ဖြစ်ဒါတွေကစပွဲဝိုင်းထိုင်ပြီးတော့ညှိနှိုင်းနေခြင်းမရနိုင်စရာအကြောင်းမရှိဘူးပေါ့နော်အာဒါကြောင့်မလို့အန်တီတို့ကစပွဲဝိုင်းနေမှာဒီကိစ္စတွေကိုညှိနှိုင်းရေးကိုဖြစ်ကိုအနေနဲ့အရေးကြီးတယ်အဲ့ဒါမျိုးစပွဲဝိုင်းလာပါအာကျင်းနေတာတွေလုပ်တယ်နော်အာတစ်ခါကလည်း အာဒီဒီသိမှမှုတွေရွှေ့ချတယ်နဲ့ပေါ့နော်ဘဏ္ဍာကင်တန်ဖို့တိုက်သေးတွေဟာအာဒီနိုင်ငံတွေအဖြစ်မဟုတ်ဘူးဒီနိုင်ငံရဲ့အဖြစ်ဟာနော်သဘဲဝိုင်းနေမှာရှိနေပြီးတော့ပေါ့နော်ဘဏ္ဍာတော်တိတိကျကျဆောက်ဖို့ဖြစ်တယ်ပေါ့နော်အဲဒါမျိုးအဒီကတော့လက်နက်ကင်အားစီတွေအားလုံးကိုပေါ့နော်အာကိုယ်နိုင်ငံကြီးနိုင်ငံရဲ့အပီးပီးအပြတ်ကိုပေါ့နော်အာလက်နက်ကင်မတော်နိုင်ရင်ထောင်မှာပေါ့နော်ငယ်ငယ်အဲသဘောသဘောဝိုင်းနေလို့ ဒါကိုကိုယ်တိုင်းမပါတိုင်းလိုက်မပါနိုင်မှာပါဆိုတော့ကပ္ပနေရေးစိတ်တည်ပြီးတော့ရှင်းနေတဲ့လမ်းလို့အပြီးပြီးဒီစားရည်နော်မြန်မာနိုင်ငံမှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံရှိတဲ့အတွက်ဖက်ဒရယ်နဲ့တွားရမှာဖြစ်ပြီးဖက်ဒရယ်နောက်မှသာဒီမိုကရေစီရှိတဲ့တောင်ဒီမိုကရေစီဘလောက်ပေးပေးဖက်ဒရယ်မပေးပါကလက်ရှိနိုင်ငံရေးအခင်းကျင်းကမလွတ်မြောက်နိုင်ကြောင်းထောက်ပြမှုတွေရှိပါတယ်။ဒါပေမဲ့လည်းဒီမိုကရေစီကိုအရင်ရအောင်ကြိုးပမ်းပြီးမ တရင်သားတွေတောင်းဆိုတဲ့ဖက်ဒရယ်အခွင့်အရေးကိုရယူဖို့လှုံ့ဆော်တင်ကြောင်းနဲ့ထောက်ပြမှုတွေရှိပါတယ်။တခြားတစ်ဖက်မှာတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားရှုပ်ထွေးမှုတွေကြောင့်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့တဲ့သမိုင်းတွေရှိသလိုလက်ရှိအမေရိကန်နိုင်ငံမှာလည်းဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားရှုပ်ထွေးလာတာကြောင့်နိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားနေတယ်လို့ထောက်ပြကြပါတယ်။